ကျွန်တော်မျှဝေပေးခြင်းတဲ့အကြောင်းအလေးအရတော့ကျွန်တော်လိုဖုံးအားတွင်းဖို့အတွက်ဝေးအများကြီးလဲမတုံးနိုင်ဘူးဖုံးအားတွင်းဖို့လည်းအဆင်မပြေဘူးဖြစ်နေတဲ့ညီကိုတွေအတွက်ကျွန်တော်ပြပြပေးမှာပဲဖြစ်ပါရယ်နော်ဟုတ်ပတ်စံလည်းအများကြီးမကုန်ပါဘူးနော်တသိမ့်မကျော်ပါဘူးဗျာဟုတ်ဒီကောင်လေးဆိုကျွန်တော်ဝယ်ထားတာဆိုလာကဒါ60ဝက်ဖြစ်တယ်နော်ဟုတ်ဒီကောင်ဆိုဒါဆိုလာကကျွန်တော်တို့60ဝက်အဲ့တော့မှကျွန်တော်တို့ဘိုးဒိတ်ကကျွန်တော်တို့16ဘိုးလောက်ထုတ်ပေးတယ် MB 3 MB လောက်ထုတ်ပေးတယ်ဗျဒီကောင်လေးဆိုရင်60ဝါလေးဆိုရင်ကျွန်တော်တို့6000 9000လောက်ပဲရှိမှထင်တယ်ဗျဈေးကတော့ စကိတ်နဲ့ဆိုလာနဲ့ဆင်ရရလဲဘာမှမခဲရင်ပြဂျာခန်ပထီအိုးတွေအင်ဗာတာတွေလဲဘာမှမလိုဘူးပြဒီမှာကျွန်တော်တို့ဒီစကိတ်မှာကျွန်တော်တို့ဂျက်ပင်လေးပါဂျက်ပင်အပေါက်လေးပါတယ်ပြကျွန်တော်တို့ဆိုလာမှာဂျက်ပင်ကောင်းလေးတက်ပြီးတော့တွင်းရတယ်ပြကျွန်တော်ကတော့ခဏခဏပြုတ်လို့ဆိုပြီးတော့ဒီတိုင်းပဲခဲအသေးစော်ထားလိုက်တာပါဗျာဒီအခုပုံလေးအတိုင်းလေးဒီကောင်လေးတော့ကျွန်တော်ဝယ်ထားရတော့ကြာပြီဗျလက်ရှိသေးတော့9000ဝန်းကျင်လောက်တော့ရှိမှထင်တာပဲဒီဒီ60ဝက်လေးနဲ့ ခုကျွန်တော်ပြရတဲ့ဒီစာကိလေးကကျွန်တော်ဝယ်ထားတာ6လပိုင်းလောက်ကဝယ်ထား1000ခွဲလောက်တော့ပေးရတယ်ဗျဒီကောင်ကဖုန်းအတွင်းဖို့ပါဝါဘန်တွင်းဖို့တို့ကျွန်တော်တို့အောက်တွင်းပေါက်၄ပေါက်ပါတယ်ဗျဟုတ်၄ပေါက်စလုံးကကျွန်တော်တို့ကွက်ချက်လည်းရရနော်ဒီကောင်လေးဝယ်ထားရင်ကျွန်တော်တို့ဖုန်းအတွင်းဖို့တက်ကကျွန်တော်ဆိုရင်အလင်းမီရနော်ကျွန်တော်ဆိုရင်တကယ်စနစ်နေပူချင်းနောက်ပိုင်းဆိုရင်ကျွန်တော်ဖုန်းနှလုံးနဲ့ပါဝါဘန်တစ်လုံးကိုကျွန်တော်ပြန်တွင်းထားလိုက်တယ်ဗျဒီစင်နာကြီးအစောပိုင်းဆိုရင်တော့ကျွန်တော်ဖုန်းတစ်လုံးဖြစ်ဖြစ်ပါဝါဘန်တစ်လုံးဖြစ်ဖြစ်ပဲတွင်းထားလိုက်တယ်နေတိတ်မပူတဲ့အချိန်ဆိုရင်တော့ ဟုတ်ကျွန်တော်ဒီမှာကွတ်ချက်လေးစမ်းပြထားရနော်ဟုတ်ဒါဆိုရင်ကျွန်တော်ဖုတ်တုံးနေရဖုန်နေဒီကွတ်ချက်ရပါတယ်နော်စနစ်နောက်ပိုင်းဆိုရင်တော့ကျွန်တော်၃ပေါက်လောက်ပြန်ပြီးတော့တွင်းတယ်ဗျာဟိုမနေ့နေတိတ်မပူသေးရင်တော့ကျွန်တော်တစ်ပေါက်ဖြစ်ဖြစ်နှစ်ပေါက်လောက်ပဲဖြစ်ကျွန်တော်၃ပြစ်တယ်ဗျာဒီကောင်တော့ကျွန်တော်ပါဝါဘန်လေးအတွင်းပြထားရပါဗျာဒီဆက်လေးဆိုရင်ကျွန်တော်တို့ကဆိုလာက9000လောက်နဲ့စကစ်က1000ခွဲဝန်းကျင်လောက်ဆိုကျွန်တော်10000ခွဲကျိုးနေဆိုရင်9000လောက်ပဲကြာမှာပါဗျာကျွန်တော်တသိမ်းမကျော်ပါဘူးဗျာဟုတ်ကဲ့ဗျာကျွန်တော်တော့လက်ရှိဒီကောင်လေးနဲ့တုံးနေရအရန်စစ်ပြပါဗျာဖုန်းအတွင်းဖို့အတွက်လုံးဝစိတ်ပူစရာမလိုပါဘူး အားလုံးပဲဆင်ပြေကြပါစေဗျခုနကဒီကျိုးတွေကကျွန်တော်ဒီဂျက်ပင်လေးပြက်သွားလို့ကျွန်တော်အလွယ်လုထားရပါတော့ဒီဂျက်ပင်လေးနဲ့ဆိုရင်ပြန်လေးပဲထိုးလိုက်ရုံပဲဖြစ်ပါရဲ့နော်ပြီးရင်ကျွန်တော်ဒီဂျက်ပင်လေးကိုဆွဲထုတ်လိုက်ရုံပါပဲနော်